မလေးရှားနိုင်ငံမှာတင်မောတီတောင်ဆောင်းမကောင်းမှုလို့ဆိုပြီးမြန်မာဆန်ရှင်ကိုဝင်ဆောင်အမျိုးသမီးကိုမြန်မာညီကိုနှစ်ဦးကဒါနဲ့ထိုးသက်ခဲ့တယ်လို့သိရပါဗျ။မလေးရှားနိုင်ငံပြည်နယ်မြို့ဘာတာဝဲကျေရှုဟိုက်မှာနိုဝင်ဘာ18ရက်ကမြန်မာစားတောက်ဆိုင်တဆိုင်မှာမြန်မာနိုင်ငံသားအမျိုးသား၃ဦးကစားတောက်စီယာတွေလာရောက်စားတောက်ခဲ့ကြောင်းမြန်မာတွေကတင်မောတီတောင်ကဆောင်းမကောင်းမှုလို့ပြောကြောင်းပြောရကနေပြဿနာဖြစ်ခဲ့တယ်လို့သိရပါဗျ။စကားများပြဿနာဖြစ်ရကနေစိုက်မာလာစားတဲ့မြန်မာတွေကစိုက်ပိုင်ရှင်ဖြစ်သူ ကိုဝင်ဆောင်မြန်မာအမျိုးသမီးကိုဓာတ်နဲ့ထိုးတက်ခဲ့ရာပွဲချင်းမိတည်ဆုံသွားကြောင်းမလေးရှားမီဒီယာတွေမှာဖော်ပြထားတဲ့အရာသိရပါတယ်။အခင်းဖြစ်ပွားစဉ်ကိုဝင်ဆောင်အမျိုးသမီးရဲ့ခင်မုန်းဖြစ်သူနဲ့မိတ်ဆွေတဦးဟာလည်းထင်ရှားရခဲ့တယ်လို့သိရပါတယ်။မလေးရှားရဲ့တပ်ဖွဲ့တာဝန်ရှိသူတွေရောက်လာပြီးလူသက်မှုကျွမ်းလို့သူညီအကိုနှစ်ဦးနဲ့၎င်းတို့နဲ့အတူပါလာသူတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။သေဆုံးခဲ့သူကိုဝင်ဆောင်အမျိုးသမီးရဲ့အလောင်းကိုပြည်နှမ်းမြို့မှာရှိတဲ့ဆေးရုံကိုပို့ဆောင်ထားခဲ့ပြီးတရားရရှိသူခင်မုန်းနဲ့နောက်တဦးကိုလည်း ဆေးရုံကိုတင်ဖို့ကုသပေးထားတယ်လို့သိရပါတယ်။လူသက်မှုကျွလွန်သူတွေကိုရဲစခန်းကိုဖမ်းဆီးခေါ်ဆောင်ထားပြီးဥပဒေအရအေးအေးယူဖို့ဆောင်ရွက်နေရလို့သိရပါတယ်။